customer ဆိုတဲ့ဥစ္စာကိုယိုယိုတန်တန်မကြည့်ပဲနဲ့ psychology နဲ့ကြည့်မယ်ဆိုလို့ရှိရင်တို့က၄မျိုးဝယ်လေးရှိတယ်အဲ့တော့ customer ဝယ်လေးရှိတဲ့အချက်နံပါတ်1ဈေးနှုန်းဈေးနှုန်းကိုတို့ဝယ်ဈေးနှုန်းတတ်တာရင်ဝယ်တယ်တို့သတ်မှတ်တဲ့ဈေးဖြစ်လို့ရှိရင်ဝယ်တယ်နံပါတ်2က quality အရေးအသွေးပေါ့ performance နေကောင်းတဲ့ဟာမျိုးကိုကြိုက်တယ် ရေရှည်ခံတဲ့ဟာမျိုး durability ဆိုတဲ့ရေရှည်ခံတဲ့ဟာမျိုးနှစ်အကြာကြီးအသုံးခံတဲ့ဟာမျိုးကိုကြိုက်ကြတယ်အချို့တွေကဈေးနှုန်းထက် quality ကိုပူဇော်ပေးတယ်နံပါတ်3ကကြတော့ selection သူတို့ရဲ့ရွေးချယ်မှုသူတို့ကဘာရောက်မဲကြိုက်တာလဲအနီရောက်မဲကြိုက်တာလားအပြာရောက်မဲကြိုက်တာလားဒါမဟုတ် median site မှာလား luck site မှာလားဒီ selection ဆိုတဲ့နေရာမှာဒီ site တွေဘာတွေထက် convenience ဆိုတဲ့လွယ်ကူရွေးချယ်မှုတွေအဆင်ပြေမှုတွေလည်းပါတယ်ဥပမာ delivery မြန်လာလား ် cash on delivery ဖြစ်တာလားဒါမျိုးတွေကိုလည်း selection ထဲမှာထည့်လို့ရတယ်ခါတလေ online shop ဝင်နေလုပ်ဘူးရပါလားငွေကြိုးပေးတာငွေကြိုးလွှဲတာတွေမလိုချင်ဘူး cash on delivery ပဲဝယ်မယ်ဆိုပြီးတော့ selection နဲ့ရွှေ့ပြီးတော့ဝယ်ပြီးရပါလားနံပါတ်၄ရကြတော့ emotion တချို့တွေက quality တွေ quantity တွေဈေးနှုန်းတွေမမှကိုးဆိုင်ဘူး emotion ဒီဟာရလို့ရှိရင်သူတို့ခံစားရတဲ့ feeling ကိုဝယ်တာ ဘာမှပစ္စည်းတွေဝယ်တာမဟုတ်ဘူး feeling ပဲအဲ့ဒီ feeling ပဲဝယ်တာဒီဝန်ဆောင်မှုယူလို့ရှိရင်ရတဲ့ feeling ဒီ product ကိုဝယ်ပြီးတော့ပိုင်ဆိုင်သွားလို့ရှိရင်ရတဲ့ feeling ကိုဝယ်တာဖြစ်တယ် customer ရဲ့ psychology ရကြည့်မယ်ဆိုလို့ရှိရင်ဒီ၄ချက်ထွက်လာတယ်အခုမှလုပ်ငန်းစမဲ့သူတွေရောလက်ရှိလုပ်ငန်းကလုပ်နေပြီထုတ်ပုံအစ်တထုတ်ချင်တယ်ဝန်ဆောင်မှုအစ်တထုတ်ချင်တယ်ဆိုတဲ့သူတွေရောကိုယ့်ရဲ့ထုတ်ပုံဒီ customer ရဲ့ဘယ် psychology first နဲ့ညှိနေလဲဆိုတာကိုစဉ်းစားပြီးတော့ ကိုယ့်ရဲ့ထုတ်ပုံရဲ့ quality ရော function တွေရော price တွေရောသတ်မှတ်ဖို့လိုပါတယ်။ဥပမာနမူနာကိုခက်လွယ်လွယ်ပြောရလို့ရှိရင်ကျွန်တော်တို့ကဖက်နက်လိုဥစားမျိုးထုတ်တယ်ဆိုလို့ရှိရင် durability ကိုအရင် use ဆိုင်တာမလို့ပုံမှန်လောက်ခိုင်လို့ရှိရင်ရတယ်။ဒူးမှာဖက်နက်တရံကို75နဲ့မစည်းစီဘူးလား။ဒါပေမဲ့အဲ့နေရာမှာကျွန်တော်တို့ကကားတွေထုတ်တယ်၊ cycle တွေဆိုလို့ရှိရင်တော့ durability ကရေးကြည့်လာတယ်။ဘလောက်ရေရှည်ခံလဲ၊ဘလောက်ထိရောက်အောင်မာလဲ၊ဘလောက်ထိရောက်အောင်တောင့်လဲဆိုတာတွေကအရေးကြီးလာတယ်။ ဒီတော့အဲ့လေးချက်ကိုလုပ်ငန်းမှာအကျိုးရှိတယ်လို့အသုံးချပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်